အလုံးမင်္ဂလာပါရှင်ဒီမှာယခင်နေ့က Montessori approach ကဒီကလေးတွေကိုပေါ့လေဒီ Montessori approach နဲ့ပေါ့နော်ကလေးတွေကိုပြုစုပြုထောင်ပေးတဲ့အခါမှာအမိမိကိုမှုတွေရကျင်နေတဲ့ကလေးလေးတွေကိုသူတို့ကိုသူတို့ဒီ Montessori approach နဲ့ချင့်ကပ်ပြီးတော့ပြုထောင်ပေးလိုက်မယ်ဆိုရင် confident level ကြီးသူတို့ကိုသူတို့ယုံကြည်စိတ်ချစွာနဲ့တကယ်ကိုအမိကိုကင်းကင်းနဲ့ဆောင်ရွက်နိုင်တဲ့သူလေးတွေဖြစ်အောင်ပြုဆောင်ပြုထောင်ပေးလို့ရတယ် ဲ့လိုပြောတောင်ပေးဖို့အတွက်အရေးကြီးတာ natural environment ရေးကြီးပါတယ် stimulating environment safe environment ရေးကြီးပါတယ်ကလေးဟာထောက်ပံ့ကောင်းကောင်းရရမယ်သူ့ကိုလှုံ့ဆော်မှုတွေများများထောက်ပံ့ကောင်းနေရတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ရမယ်လှုံ့ဆော်မှုတွေများများပေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်ရမယ်လုံခြုံစိတ်ချစွာ တင်ယူနိုင်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်ရပါမယ်တဲ့အဲ့လိုမျိုးတွေကိုကျွန်မအဲ့လိုမျိုးတွေပံ့ပိုးပေးရမယ်ဆိုတဲ့အကြောင်းလေးကိုပြီးခဲ့တဲ့နေရာကျွန်မဆွေးနွေးသွားပါတယ်ယနေ့မှလည်းပဲဆက်လက်ပြီးတော့ဒီမွန်တက်ဆူရီရဲ့ approach ကိုမှကျွန်တော်နဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အခြေခံမူတွေမွန်တက်ဆူရီရဲ့အခြေခံမူတွေကိုလေ့လာထားဖို့သိရှိထားဖို့လည်းလိုအပ်ပါတယ်ရှင်အဲ့ဒါလေးကိုကျွန်မကနေ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင် မွန်တက်ဆိုရီရဲ့တင်ကြီးတွေရဲ့အဓိကအခြေခံမှု၄ရက်ရှိပါတယ်။အဲ့ဒီမှာဆိုရင်ကလေးတွေကိုချစ်ရပါမယ်။ကလေးကိုတန်ဖိုးထားရပါမယ်။ကလေးကို လေးစားရပါမယ်။ကလေးကိုလေးလေးစားစားရှိရမယ်။တန်ဖိုးထားမှုရှိရမယ်။ချစ်ခင်မှုရှိရပါမယ်။အဲအဲ့ဒါဟာလည်းအရေးကြီးတဲ့အချက်ထဲမှာပါနေပါတယ်ရှင်။နောက်တစ်ခုကကလေးတွေမှာ absorbent mind လို့ခေါ်တဲ့ရေမြုပ်လို့ပဲအင်မတန်စုပ်ယူမှုအားကောင်းတဲ့ အခြေခံစိတ်ကလေးကလေးစိတ်ကလေးတွေဟာအလွန်ထိတွေ့ခံစားမှုအားကောင်းတယ်ထိတွေ့မှုကောင်းတယ်ထိလွယ်သူဟာတည်ယူမှုတွေအားကောင်းနေတဲ့အခြေအခြေအနေတွေရှိပါတယ်အဲ့ဒါကတော့မွေးစားမှရပောင်းတထာအင်မတန်ကိုအရေးကြီးတဲ့အခြေအခြေအနေမှာရှိနေတယ်အဲ့ဒီရပောင်းတထာအတွင်းမှာသူ့ရဲ့ဒီက absorbent mind လို့ခေါ်တဲ့ရေမြုပ်လို့စုပ်ယူမှုအားကောင်းတဲ့အခြေအနေမှာကောင်းမွန်တဲ့အကြောင်းအရာတွေကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရရှိလာအောင်ပံ့ပိုးပေးဖို့လိုအပ်ပါတယ်ကလေးမွေးစားကနေရပောင်းတထောင်ပါအင်မတန်ရေးကြီးပါတယ်တည်ယူမှုတွေအများကြီးလောက်ပြီးတော့သူ့မှာလှုံ့ဆော်မှုတွေများများပေးခြင်းအပြင်သူ့ကိုတကယ်ကိုသူ့ရဲ့အုံနောက်ကဖွံ့ဖြိုးမှုတွေအားကောင်းလာအောင်ဆောင်ရွက်ပေးရမှာလည်းဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ဗောနောအသက်6နှစ်အတွင်းဒါကျမတို့အဲ့ဒါကို sensitive period လို့ခေါ်ပါတယ်။အဲ့ဒီအတွင်းကလည်းအဲ့လိုပဲခုနလိုပဲသူ့ရဲ့ တင်ယူနိုင်စုဖွံ့ဖြိုးမှုတွေတင်ယူနိုင်မှုတွေဖွံ့ဖြိုးမှုတွေကိုများများလှုပ်ဆောင်နိုင်ပြီးတော့များများရရှိအောင်ဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုတာလေးကိုလည်းအဓိကမွန်တက်ဆူရီဘရော့စ်ကိုလေ့လာခြင်းအပြင်သူ့ရဲ့အခြေခံမူထဲမှာကိုလည်းထည့်ထားပေးခြင်းဖြစ်ပါရဲ့ရှင်။အဲ့ဒီမှာနောက်နံပါတ်3အချက်ကကြတော့ကလေးတွေဖွံ့ဖြိုးမှုအားကောင်းဖို့အတွက်တကယ်ကိုပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ရှိဖို့လိုတယ်။ကောင်းစွာပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ရှိဖို့လိုအပ်ပါတယ်တဲ့။တင်ဖွံ့ဖြိုးမှုတွေအားကောင်းဖို့အတွက် ခုနဖွင့်ပြမှုတွေအားကောင်းမှုတွေဆောင်ရွက်ပေးရမှာရပောင်းတထောင်အတွင်းမှာဒါအရေးကြီးတယ်တကယ်ကိုမှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့လိုအပ်တယ်တကယ်ကိုတိတိယောက်ယောက်ဆောင်ရွက်ပေးဖို့လိုအပ်တယ်အဲ့ဒီကနေပြီးတော့အသက်ချောင်းနေအတွင်းပေါ့နော်အဲ့ဒါကလည်းတကယ်ကလေးတွေဖွင့်ပြပေးဖို့လိုအပ်တယ်အဲ့လိုမျိုးဖွင့်ပြအောင်ဆောင်ရွက်ပေးဖို့လိုအပ်တဲ့အချိန်ဒီမှာသူကကောင်းစွာပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်အားလည်းအရေးကြီးတယ်ဆိုတာလေးကိုအခြေခံမှုထဲမှာထည့်ပြီးတော့မွန်တက်ဆရီယာဒါဖော်ထုတ်ဆွေးနွေးထားခြင်းပြင်ခြင်းလည်းဖြစ်ပါတယ်။နောက်နံပါတ်၄ချက်ကကြတော့ ဒီ Montessori approach မှာဆိုရင် သူ့ရဲ့ခြေခံမူထဲမှာဗာထက်တာတော့ဆိုရင်ကိုကကိုကိုပြီးတော့တဲ့လွတ်လပ်စွာလွတ်လပ်စွာ ရှာဖွေတင်ယူတဲ့ပညာရေးကိုယ်တိုင်ဥဆောင်တင်ယူရင်းနဲ့ကိုယ်တိုင်စီကံလိုက်နာတဲ့နည်းလမ်းတွေကို Montessori ကအသုံးပြုထားတယ်ဒါကိုသူ့ရဲ့ခြေခံမူထဲမှာကိုပဲတည်တည်ချာချာလေးသူကထည့်သွင်းပြီးတော့ဖော်ပြထားခြင်းလည်းဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးနံပါတ်1ကကလေးကိုချစ်ရမယ်တန်ဖိုးထားရမယ်လီလီစားစားရှိရမယ် ။နောက်နံပါတ်2ကတော့သူ့ရဲ့ absorbent mind လို့ခေါ်တဲ့ရပောင်းတထောင်အဒီတဲ့ပို့ပြီးတော့များတက်လိုက် extent များတက်လိုက်မယ်ဆိုရင်အသက်ချောင်းနဲ့အတွင်းမှာဆိုရင်ဒီသူတို့ရဲ့စိတ်တရားဖွံ့ဖြိုးဖို့အတွက်အုံနောက်ဖွံ့ဖြိုးဖို့အတွက်အင်မတန်ကိုကောင်းတယ်။တည်ယူမှုတွေရန်ကိုရရှိရသူတို့တည်ယူနိုင်စွမ်းတွေအများကြီးဖြစ်နေတဲ့ဒီ အရွယ်လေးပေါ့နော်အဲ့ဒီအတွင်းမှာသူတို့တွေရဲ့ခံစားမှုအားကောင်းတဲ့အတွက်အားကောင်းတဲ့အချိန်တွေမှာကလေးတွေကိုခွင့်ပြုအောင်ဆောင်ရွက်ပေးရမယ်နောက်တစ်ခါအဲ့ဒီမှာလည်းကောင်းစွာပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ရမယ်အဲ့ဒီလိုမျိုးဒီနေ့ကပြောထောင်ခဲ့မယ်ဆိုရင်ကိုအားကိုကိုပြီးတော့လွတ်လပ်စွာရှာဖွေသင်ယူတဲ့ပညာရေးကိုမွန်တက်ဆူရီမက်သက်က အလေးထားတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဥဆောင်တင်းယူရင်းနဲ့ကိုယ်တိုင်ကိုကိုကိုစီကံမိမိကိုယ်တိုင်စီကံတွေကိုလိုက်နာတတ်တဲ့နည်းလမ်းတွေကိုလည်းသူကိုယ်တိုင်ကိုပဲဟိုလှုပ်ဆောင်စေခြင်းအဖြစ်ဒါတင်းယူမှုတွေကိုစောင့်ရက်ပေးစေခြင်းဖြစ်ပါတယ်ဒါမွန်တက်ဆူရီတင်းနည်းရဲ့အဓိကကြတဲ့အခြေခံမူ၄ချက်ပါရှင်အဲ့ဒီအခြေခံမူလေးချက်ပြီးရဲ့အခါမှာနောက်တစ်ခုကကြတော့အပိုင်းကြီး၅ပိုင်းခွဲထားပါတယ်မွန်တက်ဆိုရီပညာရေးရဲ့အဓိကအပိုင်းကြီး၅ပိုင်းရှိပါတယ် ဲ့ဒါတွေကကြတော့သူကကြတော့ Dharma TH classroom သူဟာဒီအသက်အပိုင်းအခြားမတက်မှတ်ထားတဲ့စာသင်ခန်းတွေရှိတယ်အသက် ပိုင်းချမတက်မတ်တော့ဦးကျမရှိမှဆွေးနွေးကြည့်ရတဲ့အထဲမှာလည်းပါသွားတယ်တော့ဟို၃နှစ်အတွင်းကလေးတွေကတအုပ်စု၃နှစ်ကနေ၆နှစ်အတွင်းကလေးတွေကတအုပ်စုအဲ့ဒီမှာမှာဒီ၆နှစ်ကနေ၁၂နှစ်အတွင်းကလေးတွေကတအုပ်စုဆိုပြီးအုပ်စုလေးတွေပဲခွဲထားတယ်အသက်အပိုင်းချမတက်မတ်ထားတဲ့စာတင်ငန်းတွေဖြစ်မယ်ရှိမယ်နောက်နံပါတ်၂ကကြတော့ an interpreted what period အဲဒါမရှိတဲ့တင်ယူမှုလုပ်ငန်းအချိန်တွေ သူကဒီတင်ယူမှုသူလှုပ်ဆောင်တဲ့တခုကိုဒီတခုကိုလှုပ်ဆောင်ပြီးပြီဆိုနောက်တခုပြောင်းလုပ်ပါဆိုတာကြီးကိုဟိုပြောစေမပြောရဘူး तू ဒီဥစ္စာကိုဆက်ပြီးတော့လေ့လာလို့ရဲ့ဆိုရင် လေ့လာခွင့်ပေးရမယ်ထက်ခါထက်ခါလုပ်စင်နေဆိုရင်ဆောင်ရွက်ခွင့်ပေးရမယ်အဲ့ဒီနေကြီးတွေကမှ तू ဟာဒီပို့ပြီးတော့မှတ်မိရဲ့ရလက်တွေကိုသူ့ရဲ့စိတ်ဝင်စားမှုတွေကိုပို့ပြီးတော့အကောင့်လာစီပါတယ်တဲ့ဒါနံပါတ်3ကကြတော့ तू က ချိုင်းဒါရိုက်တဲ့ awards ကလေးကိုဥတီထားတဲ့တင်ယူမှုလုပ်ငန်းတွေဖြစ်အောင်စီစဉ်ထားရမယ်။ကလေးကိုဥတီထားတဲ့တင်ယူမှုလုပ်ငန်းတွေဖြစ်အောင်စီစဉ်ထားရမယ်။နောက်တစ်ခုကကြတော့ UC Montessori material Montessori တည်ထင်ထားတဲ့သင်ကြားတင်ယူမှုပစ္စည်းတွေကိုအသုံးပြုရမယ်။အဲ့ဒါကလည်းအရေးကြီးတဲ့ချက်ထဲမှာပါပါတယ်။သူတည်တည်သူတည်ထင်ထားတဲ့ Montessori ဒီပညာရှင်ကြီးတည်ထင်ထားတဲ့သင်ကြားတင်ယူမှုပစ္စည်းတွေကိုအသုံးပြုပေးရမယ်တဲ့။နောက်တစ်ခုနံပါတ်5ကကြတော့ train teacher တွေရေးကြည့်တယ် train montessori teacher သူတို့တွေကကြတော့ montessori ချင်းကန်နီးတွေနဲ့ဟိုတေချာလေ့ကျင့်သင်တန်းပေးထားတဲ့ဆရာတွေအဲ့ဒါကကြတော့အဓိကအပိုင်းကြီး၅ပိုင်းအနေနဲ့ပါဝင်နေပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီ train teacher တွေကမှဒီကလေးတွေကိုပြောထောင်ပေးမှပို့ပြီးတော့ဒါကောင်းမွန်ထိရောက်တဲ့ အကြောင်းအရာတွေရလက်တွေကိုရရှိစေပါတယ်အဲ့ဒါကကြတော့မွန်တက်ဆူရီယအပိုင်းကြီး၅ပိုင်းနဲ့သူကခွဲခြားပြီးတော့ဟိုဖော်ပြထားခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကျွန်မအပိုင်းတစ်ခုချင်းစီလိုက်ကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာပါ။အဲ့ဒီမှာပထမအဆုံးကျွန်မဆွေးနွေးပေးသွားမယ့်အပိုင်းကအပိုင်းနံပါတ်1ဖြစ်တယ်။အသက်အပိုင်းကြမတက်မတ်ထားတဲ့စာသင်ခန်း အဲ့ဒီမှာ၃နှစ်အတွင်းတအုပ်စု၃နှစ်ကနေ6နှစ်အတွင်းတအုပ်စု6နှစ်ကနေ12နှစ်အတွင်းတအုပ်စုဆိုအုပ်စုတွေကွဲပြီးတင်နေအသက်မတူတဲ့ကလေးတွေကိုရောထားတဲ့စာတင်ကဒီလိုမျိုးတင်ကြရင်လည်းဘာလို့ရရှိလာစေမလို့ဆိုတာကိုကျွန်မဆွေးနွေးမှာပါအသက်မတူတဲ့ကလေးတွေကိုရောနှောထားတဲ့စာတင်ကဖြစ်တယ်ကလေးတွေကိုအတန်းခွဲခြားသတ်မှတ်ထားခြင်းမရှိဘူးမရှိဘူးကလေးတွေဆိုတာအဲ့ဒီလိုအသက်မတူသူတွေရောနှောထားတဲ့စာတင်ကပတ်ဝန်းကျင်မှာအကောင်းဆုံးတည်ယူနိုင်တယ်တဲ့ Montessori က မွန်တက်ဆိုရီပညာရှင်ကြီးကဆိုထားခြင်းဖြစ်ပါတယ်။တက်ဆုံဆိုတာတက်ဆုံဆိုတာအသက်အရွယ်အဆုံကိုပြောတာပါ။တက်ဆုံဒီဒုနာကျွန်ပြောတဲ့၃နှစ်ကနေ၆နှစ်အတွင်းပေါ့နော်။ဒါ၃နှစ်၄နှစ်၅နှစ်၆နှစ်အသက်ဆုံအဲ့လိုမျိုးအသက်ဆုံရောထားတဲ့စာသင်ခန်းပတ်ဝန်းကျင်မှာဆိုရင်တဲ့အသက်မတူသူတွေပေါင်းတင်ဆက်ဆံရတဲ့အတွေ့အကြုံတွေကလေးတွေရရှိစေတယ်အဲ့တဲ့ဒီလိုမျိုးကြီးတဲ့မိမိရဲ့ကြီးတဲ့သူရောရှိမယ်ငယ်တဲ့သူလည်းရှိမယ်သူတို့ ਨੇ ကြီးတဲ့သူကိုလည်းဘလို့ပေါင်းသင်းဆက်ဆံရမယ်ငယ်တဲ့သူကိုလည်းဘလို့ပေါင်းသင်းဆက်ဆံရမယ်ပြဿနာတွေကိုဖြစ်လာရင်ဘလို့ဖြစ်ရှင်းရမယ်ဆိုတော့သူတို့ကိုယ်တိုင်သူတို့တယောက်နဲ့တယောက်ပေါ့ဒါပြောဆိုခြင်းနဲ့မှာဘာရလဲမသိအတွေ့အကြုံတွေရလာမယ်အဲ့လိုမျိုးယောထားတက်ဆုံယောထားတဲ့စာသင်ခန်းတွေဟာဒီလိုမျိုးပေါင်းသင်းဆက်ဆံရတဲ့အတွေ့အကြုံတွေကိုပို့ပြီးတော့ရရှိစေတယ်ဆိုတာကိုမွန်တက်ဆရီယာဆိုလိုထားခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့အဟံတာမရှိတော့ တည်ယူမှုလုပ်ငန်းအခြေများအဲရှေ့မှာလည်းကျွန်မဆွေးနွေးခဲ့တဲ့အထဲမှာပါပါတယ်ဒါခေါင်းစဉ်ကြီးတစ်ခုအနေနဲ့ကိုပဲမွန်တယ်ဆရိယာနေပြီးတော့ဒါသူ့ရဲ့အဓိကအပိုင်းကြီးထဲမှာထည့်ထားခြင်းဖြစ်ပါတယ်တည်ယူမှုလုပ်ငန်းတွေကိုထက်ထက်လဲလဲပြုလုပ်ခြင်းကိုခွင့်ပြုသေးတာမကထို့သောပြုလုပ်ရန်ကိုပါတိုက်တွန်းအားပေးတယ်တဲ့အဲဒီတစ်ခုကိုဒီစမ်းသပ်နည်းတစ်ခုကိုလုပ်လိုက်တဲ့နောက်တစ်ခါထပ်ပြီးတော့ဆောင်ရွက်စီခြင်းအဖြစ်သူကပို့ပြီးတော့မှတ်မိစေတဲ့အားကိုမှတ်မိစေအားကိုပို့ပြီးတော့ကောင်းသွားစေတဲ့ပေါ့လေဒါကြောင့် ခွင့်လဲခွင့်ပြုတဲ့တိုက်တွန်းမှုကိုလည်းအားပေးပါတိုက်တွန်းမှုကိုပဲလှုပ်ဆောင်ပေးပါတယ်တဲ့ကလေးတွေဟာသူတို့ရွေးချယ်လှုပ်ဆောင်တဲ့ကစားတဲ့ပစ္စည်းတွေကိုထက်ခါတလဲလဲသူတို့စိတ်ဝင်စားသလောက်သုံးနိုင်တယ်ကစားနိုင်တယ်အဲ့လိုနည်းတွေနဲ့ပေါ့နော်ကျွန်တော်တို့ကလေးတွေကိုပေါ့ဒီအဟံတားမရှိတဲ့တည်ယူမှုလုပ်ငန်းအချိန်နေဖြစ်လာအောင်အော်စီစဉ်ပြီးတော့ထားတယ်ဆိုတော့မွန်တက်ဆူရီရဲ့ဒီအပိုင်းကြီး၅ပိုင်းနဲ့၅ပိုင်းကိုကျွန်မရှေ့ပိုင်းမှာဆွေးနွေးခဲ့တယ်။အဲဆွေးနွေးခဲ့တဲ့နေရာမှာခင်ဗျကျွန်မဒီကပထမဦးဆုံး ီအုပ်စုတွေနဲ့အသက်မတူအုပ်စုတွေလည်းခွဲပြီးတော့သူတို့ကိုတည်ယူစေတယ်ဆိုတာရယ်နောက်တစ်ခါအဟံအတားမရှိတဲ့တည်ယူမှုလုပ်ငန်းအခြေအနေပြီးရယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသားရင်းဖြစ်ပါတယ်။အဲအဲ့လိုပါပဲ။ကြန့်ရှိနေတဲ့အပိုင်းတွေကိုလည်းနောက်နေ့တွေမှာကျွန်မဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဤကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။